MSP အဲ့ဟဲ့ဆိုပြီးတော့ကိုပျော်သွားတာပေါ့နော်အဲပြီးတော့သူဟိုသူတင်ထားတဲ့ဟာလေးရလဲဟိုကိုကိုအကောင့်မပြောထားတာပေါ့နော်အကောင့်မပြောထားပြီးမှအောက်ကလူတွေကကြာတော့နည်းနည်းမကောင်းမဲနဲ့ကောင်းတဲ့ပြောတဲ့အပေါ်ဘာညာဆိုအဲ့အဲ့ကိုတော့နည်းနည်းအားနာတယ် ပေးရဲ့မကြောက်တော့ရှိရဒါပေမဲ့ secret မပြောပြပြောပြလို့မရတော့ more and more more and more more and more say the blood in my soul more and more ခရှိပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှားဖွေးပါ ကြောက်ကောဆွဆွချင်းလေးမှာဆိုပြီးတော့ဆင်းလာတာပေါ့နော်ဆိုပြီးတုံးဖို့ဆိုပြီးတော့ဆင်းလာတော့လေးပဲရှိသေးတယ်အမအမတယောက်ကမန်ရှင်းလိုက်တော့အဲ့ဟဲဆိုပြီးတော့ကောပျော်သွားတာပေါ့နော်အဲပြီးတော့သူဟိုသူတင်ထားတဲ့ဟာလေးကလည်းဟိုကိုကိုအကောင့်မပြောထားတာပေါ့နော်အကောင့်မပြောထားပြီးမှအောက်ကလူတွေကကြာတော့နည်းနည်း မကောင်းမဲနဲ့ကောင်းနဲ့ပြောတဲ့အပေါ်ဘာညာဆိုအဲ့အဲ့ကိုတော့နည်းနည်းအားနာတဲ့စိတ်လေးရောဖြစ်သွားရပေါ့နော်။အော်ကိုကြောင့်ပြောခန့်လိုက်ရရပေါ့ဆိုပြီးအဲ့လိုလေးရောဖြစ်သွားတယ်။ဒါပေမဲ့လည်းအဲတခြားလူတွေအကုန်လုံးကပေါ့နော်။အဲတရမှာရောက်90လောက်ကတော့ကိုအဲကောင်းတယ်ပေါ့။အရင်အားပေးခဲ့တာပေါ့။အရင်နှောင်းရဲ့ကြက်ခဲ့တာပေါ့။အဲအဲ့လိုမျိုးလေးမန်ရှင်းကြရဆိုတော့ကိုပြော့ရပေါ့နော်။အဲ ကောင်းမလေးဆိုလို့ရှင်အရန်ကြိုက်ပြီးတော့အဲ့လိုအတင်းဆွဲပြီးဖန်တန်းတာတို့ပြောလို့ရှင်အဲ့လိုအဲနှခမ်းချင်နှခမ်းရတာတို့အဲ့လိုမျိုးလေးရှိရပါတော့အရန်စင်ပေါ်ကိုအကနေပြီးလန်ဆော့လိုက်လို့ပြုတ်ကြမျိုးဖြစ်သွားတာမျိုးရယ်အဲ့လိုမျိုးလေးအထိဖြစ်ဖူးရယ်ဒါပေမဲ့လည်းကိုယ့်ကိုချစ်လို့လေအဲအဲ့လိုမျိုးသူတို့သူတို့ကလည်းအဲ့အချိန်မှာတောက်ဖာစားထားလေးရှိနေတယ်အဲ့လိုမျိုးလေးဆိုအဲကောနားလည်းပေးရပါတော့အဲပြီးတော့အဲ့လိုမျိုးလောက်ခံရအောင်လဲစိတ်တော့မကျဉ်ကြဘူးအဲပျော်ရယ်ပေါ့အဲအဲ့လိုမျိုး ယောက်ျားလေးတွေကကြောင်အားပေးပေမဲ့စကားလိုက်မပြောရတာရှိရဲ့သူကအဖြစ်မှာဆိုလို့ရှိရင်နည်းနည်းတီးရဲပေါ့နော်အဲ့လိုမျိုးအမနာကြီးရလို့ထင်ကြတာမျိုးပေါ့အဲအဲ့လိုမျိုးလေးရှိရတယ်လာပြီးတော့မှမင်းဆက်ရဲရောက်ကြလေးဆိုလေအဲတမလေးကြတော့အဲ့လိုမျိုးချစ်ကြတယ်ချစ်ကြတဲ့အခါကျတော့မင်းကလေးချင်းချင်းချစ်ခံရတာဆိုတော့မှအကန်ကောင်းတယ်ဆိုပြီးတော့ကိုယ့်ကိုယ်ရောနည်းနည်းတော့အဲဟိုကောင်းယူရပေါ့အဲပီတိဖြစ်တယ်ပေါ့အဲအဲ့လိုမျိုးလေးရှိတယ်ပြီးတော့အဲမင်းကလေးတွေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့အဲတက်တက်လို့အဲ့လိုမျိုးဖြစ်ကြတယ်မျိုးလေးရှိတယ် အဲမမအရင်ချက်ဖို့ကောင်းတာပဲဆိုရဲဟာမျိုးလေးရဲ့ပြလို့ရှိရင်အဲ့လိုမျိုးကိုယ့်ကိုဆိုလို့ရှိရင်အဲ့လိုပေါ့အဲအသားလေးကင်ကျင်ရတာလို့အဲ့လိုမျိုးအဲမမအသားလေးကကင်မကောင်းလိုက်တာဆိုအဲ့လိုမျိုးကင်ကျင်တာအဲ့လိုမျိုးလေးလောက်တယ်ဆိုကလေးလေးဆိုချက်ဖို့ကောင်းတယ်လေအဲ့လိုဆိုတော့ကွာအဲပီတီဖြစ်တယ်ပျော်တယ်အဲပြောဟိုသူတို့တွေအဲ့လိုအကောင့်တွေပါလာအပ်တယ်ဆိုလို့ရှင်လည်းကိုယ်လက်ခံလိုက်ပြီးရှင်သူတို့အမြင်စကားလာပြောနေတာကိုယ်ကပြမပြောနိုင်တဲ့ခါကျလို့ရှင်အခါကျရင်ကိုယ်အားနိုင်ရတယ်အဲ့လိုမျိုးလေးရှိတာပေါ့နော်ဟိုတချို့ကျတော့ချို့ရလေဟို entertain လုပ်တာဆိုတော့လေသူက performance လုပ်တာဆိုတော့အချင်းဆိုတာလည်းမဟုတ်ဘူးသူက perform အရင်လုပ်တယ်အရင်လုပ်တဲ့ခါကျတချို့တွေကျတော့ overrated ဖြစ်တယ်ပေါ့နော်ကိုယ်အဲ့လိုမျိုးဆိုပြီးအမြင်ကကြရမျိုးရှိတယ်။မိန်းကလေးတဲမှာလည်းအမြင်ကသာရှိလို့ယောက်ျားလေးမှာလည်းအမြင်ကသာရှိရပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့ရဆိုလဲကိုကတော့နားလည်ပေးရဘာလို့လဲဆိုတော့လူပဲမှရဟိုဒီတိုင်းတမန်လူတွေကကိုယ်ကမှဟို ဟဲ့သူ့ရောငါမကြိုက်ဘူးအဲသူ့ရောချစ်တယ်အဲ့လိုမျိုးဆိုတာရှိရလေကိုဆိုလည်းဟိုအစိုးရရဲမှာဆိုလို့ရှိရင်အဲသူ့ဆိုတာမကြိုက်ဘူးဆိုပြီးတော့ရှိရမျိုးရှိရကွာအဲ့တော့နားလည်ပေးတယ်အပြေဝါပဲရတယ်ကိစ္စမရှိဘူးကိုချစ်တဲ့သူလည်းရှိတယ်လို့မောင်နဲ့သူလည်းရှိရတော့ကိုလက်ခံနိုင်တယ်အဲ့လိုပေါ့နော်ပြီးတော့သူကအဲ့လိုဟိုပွဲတိတ်မရှာတတ်ဘူးဒီ social media တိတ်မတုံးဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့အပြင်မှာကိုပို့ပြီးတော့အားပေးတာမျိုးဆိုလို့ရှင်အစင်ပို့အစင်ပြေးရေကိုကြိုက်တယ်ကိုက တင်တာနဲတာကိုတင်တာနဲတဲ့ခါကျတော့အဲ့လို feedback လေးဆိုလဲအပြင်မှာအဲအပြင်မှာတော့လာပြီးညို့မုံလိုက်တာတော့လာမပြောရဲချာဘူးပေါ့နော်မပြောဘူးပေါ့အဲ social မှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးပေါ့နည်းနည်းအဲ့လိုမျိုး account တူနေလို့အဲပြီးလို့ရှိရင် profile ပိတ်ထားတာမျိုးလို့ဆိုရင်အဲ့လိုမျိုးပြောချာအဲ့ပြောတော့လဲဟာအဲဒီလိုပဲကြော်သွားလိုက်တာချို့ကအဲ့လိုမျိုးဟိုဝမ်းနေတာမျိုးစိတ်မကောင်းဖြစ်တာမျိုးဘာမျိုးလုံးဝမရှိဟိုအမေနဲ့အမနဲ့ကတော့အပေးရပေါ့နော်ဒါပေမဲ့အရင်တုန်းကတော့သူတို့ကတိတ်ပြီးတော့အဲ့လိုမျိုးဆက်ဆက်ချင်းလောက်တောင်းရပါတော့။အဲ့တော့ဆိုတော့ ဟိုအာပြည့်လို့တိတ်မရှိဘူးမှာအဲ့လိုမျိုးတွေဘာတွေမှဆိုလဲအဲ့လိုပေါ့နော်အာမရောင်ရစီလူးတဲ့မျိုးပေါ့ပြီးတော့ background မရှိဘဲနဲ့ကျွာတယောက်တည်းအဲ့လိုမျိုးဟိုကိုကကိုစူးစားရုံးကန်ရတာဆိုတော့လေအဲ့တော့ဟိုကို့အနောက်မှာဘယ်သူမှမရှိဘူးအဲ့တော့အဲ့လိုမျိုးလေးရှိတယ်ဒါပေမဲ့တကယ်ချင်းနေဆိုလို့ရှိရင်လည်းတကယ်ချင်းနေဆိုတော့အရင်အားပေးတယ်တကယ်ချင်းနေဆိုဆိုရတဲ့နေရာဘယ်နေရာမဆို လိုက်တယ်အိုးမနေပြောမှာဆိုရမယ်ဆိုတော့ဟဲ့ငါတို့ like ခဲ့မယ်မော်လမြိုင်မှာဆိုရဆိုလဲငါတို့ like ခဲ့မယ်အဲ့လိုမျိုးတန်ငယ်ချင်းတွေရှိခဲ့ဘူးလေအခုကျတော့ကိုယ့်ရဲ့အလုပ်တွေကိုစီကိုစီနဲ့ဆိုတော့တခါလေလဲ like နိုင်တာမျိုးရှိတယ်လို့မ like နိုင်တာမျိုးလည်းရှိရပါဘောเนาะအဲ့ကြံလဲကိုကအဲနားလဲပေးရကိစ္စမရှိဘူးအဲအရင်အပိရဲ့လူကြောက်တော့ရှိရဒါပေမဲ့ secret မပြောပြပြောပြလို့မရတော့အဆဆရရပေါ့တိတ်လေးရအဆဆပြီးတော့အဲ့လို အကောင်လုံးပဲမှန်ဆက်ဆက်ရဝတ်တာစားရတခြင်းဆိုတာဘာပဲဖြစ်ဖြစ်ပေါ့နော်တိတ်တိတ်လေးရစားပြီးတော့အဲကို train ပေးတယ်လို့မျိုးလည်းဖြစ်တယ်နောက်တော့အဲနေရထိုင်တာအစပေါ့နော်စကားပြောတာဆိုတာအစပေါ့အဲလိုမျိုးနည်းနည်းလေးတဖြည်းဖြည်းနဲ့ကိုက mature ပို့ပို့ဖြစ်လာတယ်ပေါ့အဲအဲလိုမျိုးလေးပေါ့ဟောတော့အမြင်ဆိုတာတော့တော်မှဆိုရဲမှာတော်မှဆိုရဲနောက်တော့အဲဘီယာဘားပေါ့နော်ဘီယာဘားမှဆိုရဲအဲအဲလိုမျိုးကြတော့ဘားမှကြတော့လေချူကဘားကိုလာတဲ့လူတွေကြတော့ ဟိုဘားကလူတွေကမျိုးရအောင်ကြိုက်ကြတယ်လေအဲ့ခါကျတော့ကိုဆိုချင်တဲ့ဟာမျိုးဆိုခွင့်မရှိဘူးပေါ့နော်ဒါပေမဲ့ကို special guest အနေနဲ့ခေါ်တာမျိုးဆိုလို့ရှင် ကိုဆိုတာကိုပဲသူတို့ကအဲ appreciate လုပ်ပြီးနားထောင်ကြတာမျိုးရှိရပေါ့နော်အဲ့တော့ကိုပိုင်တချင်းလေးလည်းထွက်ထားပြီးမယ်ကိုပိုင်တချင်းကျတော့ကိုကမပောက်သေးတဲ့ခါကျတော့လေဆိုလိုက်လို့ရှင်အော်ငါဆိုလိုက်လို့ရှင်ငါတချင်းကိုတိတိရောတိချပါမလားအဲဆိုလိုက်လို့ရှင်သူတို့မကြိုက်မကြိုက်ညာမကြိုက်မလားပေါ့နော်အဲ့လိုမျိုးလေးဖြစ်ပြီးတော့ လေးဆယ်ပွဲမှာဆိုလို့ရှင်လေးငါးပွဲလောက်ပဲဆိုဖြစ်တဲ့ကိုကိုပိုင်းတချင်းပေါ့နော်အဲတခြားပွဲတွေမှာကျတော့အောက်ကသူတွေနဲ့ intact ဖြစ်အောင်လို့ဆိုပြီးတော့အောက်ကသူတွေပဲရတဲ့တချင်းမျိုးပြီးရင်ကိုယ့်ရဲ့ performance လည်းပို့ပြီးတော့အလုပ်လုပ်ကမဲ့တချင်းမျိုးအဲအဲ့လိုမျိုးလေးပဲပြီးရင်ကိုကဓာကြီးပဲမဆိုချင်ဘူးတခြားအစ်တလေးဆိုချင်တယ်ဒါပေမဲ့သူတို့တွေကဓာကိုပဲကြိုက်ကြတာအဲ့တော့အဲအဲ့လေးမဆိုဘူးလားဆိုပြပါအောင်ဆိုလို့ရှင်အဲ့ဒါပဲဆိုရတယ်ဘယ်ပွဲမဆိုဒါပဲဆိုရတယ်အဲဥပမာပြောရမလို့ကိုတို့ရဲ့မမတ်လားတို့ချစ်ဖူးရလို့ဆိုလို့ရှင်သူတို့ကမဆိုလဲလာလာတောင်းကြတယ် ကိုယ့်ရဲ့ perform လုပ်ပြီးတော့ဆိုရဲဟာလေးတို့ကကြိုက်ကြအဲ့လိုကြိုက်ပြီးလာတောင်းကြပါမယ်ကိုပိုင်တချင်းကိုလည်းကိုပိုင်တချင်းလေးဆိုပါလားဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့ notes ထုတ်ပေးမယ်ဆိုပြီးပြောတဲ့အကူရောင်ရှိရဲဒါပေမဲ့ကိုကကြတော့ကိုတချင်းကကြတော့နည်းနည်းဟိုဘယ်လိုပြောရမလဲ DJ ပုံစံမျိုးဆိုတာလေအမအဲ့တော့ stick လေးနဲ့ဆိုမှအဆင်ပြေတာပေါ့နော်အဲ့တော့တူတူတူတီးရဲ့သူတွေကြတော့သူတို့ကမလေးစားရဖြစ်မှာဆိုလို့လဲကိုက stick ထိုးပြီးတော့လဲမဆိုခဲ့တလို့အဲ့လို stick နဲ့ဆိုရဲဟာရဲဆိုရင်တော့ဆိုလိုက်တယ် အဲစတင်နတ်မဟုတ်ဘဲနဲ့ဘန်နဲ့တီးတန့်ဆိုတာမဆာဆိုလို့ရှိရင်တို့ကိုလေးစားတဲ့အနေနဲ့ကိုကမဆိုးဘန်းနဲ့ပေါ့နော်ဒီလိုလေးပဲနေလိုက်တယ်ပေါ့ဒါပေမဲ့တို့တွေကညီမလေးဆိုလေးအကိုတို့ note ထုတ်ပေးမယ်ဆိုပြီးအဲ့လိုမျိုးပြောတယ် appreciate လုပ်တဲ့အကိုတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့လည်းကွာအဲဝမ်းတာရတယ်ပြောရတယ်အဲ respect ကတော့ထားရမှာအများနဲ့ထားရဘာလဲဆိုအခုအသင်းအစ်စ်တွေကိုကလောက်ဖို့အများကြီးရှိတယ်လေဘာမှညာရင်လို့လို့ဆိုရတာဆိုတော့အတန်က live မှာပဲပိုကောင်းတာမှာစတူဒီယိုထဲမှာဆိုလို့ရှိရင်အတန်ကအဲ့လို level နာတာမျိုးလို့ပါဆိုပိုပေါ်လန်နေပေါ့နော်အဲ့ကြတော့ကိုသွားသွင်းလိုက်တယ်သွားသွင်းပြီးမကြိုက်ပြန်အောင်မကြိုက်တော့စတူဒီယိုဘိုးစုံးနေအဲအဲ့လိုမျိုးပေါ့နော်ကို့ကိုအားပေးတဲ့သူတွေပေါ်မှာ respect လေးရှိရှိနဲ့အဲ့လိုလေးထုတ်ချင်တာပြီး MV ပါကိုကတခါတည်းတပူလေးလည်းရိုက်ချင်တယ်ကောင်းကောင်းလေးလည်းလှုပ်ချင်တယ် budget ကလည်းများများမှအဲ့လိုများမှပိုကောင်းမှာပေါ့နော်အဲ့လိုဆိုတော့ပစံစုနေရတာနဲ့နောက်တော့အဲ့လိုမျိုးအချင်းဆိုလဲစတူဒီယိုသွားလို့ရှင်ကိုကလုံးဝကိုယ့်ရဲ့ခန္ဓာကိုယ် ိုယ့်ရဲ့အတန်အကုန်လုံးအကုန်လုံးကောင်းတဲ့ perfect ဖြစ်နေတဲ့အချိန်ကြမှာကိုလှုပ်ချင်တာဆိုလို့လေဖြစ်ကလေးစံထုတ်ပြီးတော့မှာပေါ့နော်အဲ့လိုမျိုးဖြစ်ချင်ဘာလို့ဆိုတော့အရှိဆုံးပထမဆုံးထုတ်တဲ့အပုတ်လေးတုန်းကဆိုလို့ရှိရင်ကိုကငငယ်လေးတုန်းကသွင်းထားတဲ့တခြင်းမှာအဲ့အဲ့တော့ပြန်မသွင်းချင်တော့တာနဲ့ data တွေပဲလက်ရှာလို့မရတော့တာနဲ့ကဲဒါဆိုလည်းဒါလေးပဲရိုက်လိုက်မယ်ပေါ့ဆိုပြီးတော့အဲ့ကြတော့မကောင်းတဲ့အခါကျတော့လေကိုကအားနာရတာအဲ့တော့ဒုတိယအပုတ်မှာလည်းသွင်းထားပြီးသားတခြင်းလေးပဲအဲ့တော့သွင်းထားပြီးသားကိုပဲနားထောင်လိုက်တဲ့အခါကျတော့အော်အဲ့လောက်မဆိုးဘူးပေါ့နော် အဲစင်ပြေတယ်ဗောအကောင်းတယ်ဗောပြီးတော့အကောင်လုံးကိုလိုက်ပြပြီးတော့အဲအကိုရေဆရာကြီးလိုက်ပြရခါမှာလေဒီတချင်းလေးကတော့ကောင်းတယ်ညီမလေးပထမတချင်းတက်ဒီတချင်းလေးကကောင်းတယ် MV လေးကောင်းကောင်းလေးရိုက်လိုက်နော်ဆိုပြီးတော့အဲ့လိုပြောတော့အဲ့လိုအဲ့လိုလေးပဲ MV လေးကောင်းကောင်းလေးနဲ့ရိုက်တယ်ပေါ့နော်ဒါပေမဲ့ထင်တလောက်တော့ပိုမှန်းထားတဲ့ဟာလောက်တော့မရောက်ပြီမှာပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ feedback လေးကိုကျင့်တတ်တယ် got တချင်းလေးရှိရဲအေးအေးလေးလည်းရှိရဲနောက်တော့အချစ်တချင်းလေးလည်းရှိရဲအမျိုးမျိုးလေးလည်းရှိရဲအဲ့တော့တချင်းလေးတွေကအများကြီးပဲဆက်ထုတ်သွားဖို့ရှိရဲဒါပေမဲ့ လာမယ်ကြမယ်ပေါ့နော်ဘာလို့ပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့အဲဆိုရှယ်မီဒီယာမှာဖြစ်ဖြစ် TikTok မှာဖြစ်အကုန်လုံးပေါ့နော်နေရာတိုင်းမှာကိုအားပေးချရတဲ့သူပေါ့အားမပေးတဲ့သူမုန်းနေတဲ့သူတော်တော်ကြောက်ချင်းစီအကုန်လုံးကိုတကယ်ကျေးဇူးတင်တယ်ဆင်ရင်နဲ့ပေါ့နော်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့သူတို့ရေရှိနေလို့လဲကိုကဒီနေရာပေါ့နော်ဘာမှတော့မဟုတ်သေးပေမဲ့မမရဲ့ဒီအဝန်းဝိုင်းလေးပေါ့နော်အဲ့အဝန်းဝိုင်းလေးမှာကိုရက်တည်နေနိုင်တယ်ပေါ့အဲကိုကိုချစ်ပေးကြတယ်အားပေးကြတယ် တခဏလေးကြောက်ရွံ့ချူကဟိုအချင်းတွေပါဆိုရဆိုရှင်အတန်ရိုင်တာမျိုးပဲရှိတတ်တယ်ဒါပေမဲ့အဲ့ဒါလည်းတို့ကနားလဲပြီးပြီးတော့မှကိုယ်ချစ်တဲ့စိတ်နဲ့တည်ရမှာလို့မျိုးမုန်းတဲ့သူကြတော့လဲဟာသူဆိုတာမကောင်းဘူးပေါ့အဲ့လိုပြောပြမဲ့ချစ်တဲ့သူတွေကကိုယ်အပြည့်ဝကကွယ်တာအဲ့လိုမျိုးပေါ့နော်အဲ့ကြတော့ဘယ်လိုပြောရမလဲအဲဘသူ့ကိုမဆိုပေါ့ကိုယ်မုန်းတဲ့သူပဲဖြစ်ချစ်တဲ့သူပဲဖြစ်ကိုယ် စိတ်ရင်းနဲ့ကျေးဇူးတင်တယ်ချစ်လဲချစ်တယ်အဲလာတွေ့ကြလို့ရှင်လဲလာနှုတ်ဆက်လို့ရှင်လဲဟိုမကြောက်ကြပါနဲ့လာနှုတ်ဆက်ပါလို့နော်သဘောကောင်းပါတယ်လို့ရုပ်တည်နေနေတဲ့ခါကျတော့တို့ကနှုတ်ဆက်ရဲဟိုအဲ့လိုမျိုးပေါ့နော်လာနှုတ်ဆက်ကြပါရပါတယ်လို့မြန်မာစတာပစာ